ာတို့ကအင်္ဂလိပ်လိုလုပ်ရင်းချင်းတော့ခေါ်တယ်မြန်မာလိုနေရာရေးတာဆိုင်နေရာရေးတာအဲ့ဒါအရင်ရေးကြည့်ရနော်ဆိုင်နေရာရေးတာဆိုင်နေရာရေးတာမှားသွားရင်လည်းကျတို့ဆိုင်ဆိုင်အောင်လို့အရင်ခတ်သွားလို့နော်အဲ့ဒါမျိုးကြုံဘူးတယ်မလားကြုံမလုပ်ခဲ့ဘူးတဲ့ဆိုင်နေမှာကြာကျုံးသွားတဲ့ဆိုင်နေလေအစားတော့ဘောရတာဝန်ဆောင်ဖို့ဒီခုဆိုကောင်းတယ်နော်အဲ့ဒီမဲ့ location ကိုခေါ်တဲ့ဆိုင်နေရာရေးတာမှားသွားတဲ့အတွက်ကိုအောင်မြင်လို့တော့မအောင်မြင်ဘူးပေါ့နော်အဲ့ဒါရှိတယ်နော်ဒီမှာတိတ်ကဆိုင်နေရာရေးတာ အဲနံပါတ်2ကတော့ဆရာတို့ကပါလဲဆိုတော့ဒီ decoration ပေါ့နော် decoration ဆိုင်ဆိုင်ကသူနဲ့ live ဖတ်တဲ့ပုံစံနဲ့ထားဆင်တဲ့ဖို့လို့ပတ်စံအများကြီးတုံးလာလိုက်ဆရာတို့ကအောင်မြင်တာမဟုတ်ဘူးเนาะဆိုးဆိုင်နေတော့လားအရင်ဆိုင်ကြီးကမကြည့်ဘူးလားမထိုင်လို့ပါဘူးเนาะဆိုင်ကြီးကထိုင်လိုက်အရင်အကောင်းတာပဲဟုတ်ထိုင်နေတာပေါ့အဲအဲ့လိုပြတဲ့ feeling မျိုးတော့ဖြစ်လို့ပေါ့နော် live ဖတ်တဲ့ဟာပေါ့အဲ့ဒါကိုလည်းဆရာတို့ကပေးတာကိုလို့ရတယ်เนาะအဲ့ဒါနံပါတ်2ဆိုရင်တော့ဆရာတို့အပြင်စိတ် decoration เนาะ decoration ကလေးကြည့်ရ နံပါတ်3ဆိုရင်တော့ဆရာတို့ကအစားတောက်နော်အစားတောက်ရရတာနော်အဲ့ဒါလည်းအရေးကြီးတယ်နော်အစားတောက်ရလာမှာဆရာတို့ကဟုတ်လားအောင်မြင်တဲ့ဆိုင်နေကြတုံးတဲ့ဆိုင်ကိုဆရာပြောပြနော်အောင်မြင်တဲ့ဆိုင်နေကမှလည်းတော့အစားတောက်ရရတော့တသက်ပါတယ်ဖိနေတယ်ဟုတ်လားဒီခါလာစားလိုက်တာပဲနောက်တစ်နေ့လို့ဒီမှာလာညို့လာစားလိုက်ပြီးရလာအဲ့လိုဖြစ်တယ်ဆရာတုံးတဲ့ဆိုင်ညာလို့ရပါတယ်ကိုယ်တိုင်ကအဲ့ဒီလုပ်ငန်းတော်ကိုလေးရအောင်နားမလည်တဲ့ကောင်မှစုစုကြီးနိုင်မှာပြရအောင်။ပြောင်းတဲ့ခါမှာပြရအောင်။ဒီစုံကြီးရောက်လာရင်ဒီရလာပြီ။နောက်ပြောက်လာရင် နောက်ရတာဖြစ်သွားတယ်အဲ့ဒီခါကျတော့စားရတူဟာဟုတ်လားကောင်းလို့မကောင်းလို့မဟုတ်ဘူးသူ့စိတ်ထဲမှာစွဲလာတာဒီရတာနောက်ရတာလည်းပြောင်းသွားတော့သူကဒီဆိုင်ရောက်လာတာဆိုင်တူပဲဆိုအဲ့လိုဆိုင်ကြီးတွေပြောင်းသွားပြီးမအောင်ဟောအဲ့လိုစားတော့ရတယ်ဒါကနံပါတ်3ပါဒီကနံပါတ်4ကဝန်ဆောင်မှုနော် ဟုတ်လားဆိုင်ဆိုင်ကဘလောက်အရာလာကောင်းကောင်းဟုတ်လားအရင်ဆုံးဆရာတို့က customer ထိတွေ့ရတာအဲ့ဒီအစားအသောက်ကိုမဟုတ်ဘူးဆိုင်ဆိုင်ဝင်လိုက်တာပဲဟုတ်လားသူ့ရဲ့လူတွေ့မှုနော်ဝန်ထမ်းတွေရဲ့ဆောင်မှုကောင်းမှုဟုတ်လားကျိုးစိုးမှုဒါတွေကအရေးကြီးတယ်နော်သူ့ပြင်ကုလို့ဖြစ်မှာကအပြိုင်ဆိုင်တွေရမ်းရလာတဲ့အခါဝန်ဆောင်မှုကအရေးကြီးတယ်အဲ့ကြောင့်မလို့ဟုတ်လားဝန်ဆောင်မှုကောင်းမှုလည်းဖြစ်လို့